ရခိုင်ပြည်နယ်ဆက်ဘင်္ဂလားဒေ့ရှ်ကစစ်တကောင်တောင်တန်းဒေသမှာဖြစ်ပေါ်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့သတင်းတူတွေနဲ့အတူအမုံစကားတွေလည်းထည့်သွင်းဖြန့်ဝေတာကိုလူမှုကွန်ရက်မှာတွေ့လာရပါတယ်။ဒေါက်တာငင်းချန်ရဲ့နာမည်နဲ့ Facebook page တစ်ခုကနေစက်တဘာ28ရက်နေ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမှာဆန္ဒပြနေတဲ့ ရခိုင်မျိုးနယ်စုဝင်ចောင်းသားတွေကို Islamic Bengali အစိုးရအပါအဝင်အစွန်ရောက်အစား RSO တွေပူးပေါင်းပြီးတော့၎င်းចောင်းသားတွေကိုပြစ်ခတ်တပ်ဖြတ်လိုက်ပြီးရုပ်အလောင်းတွေကိုမိရှုကဖျောက်ဖျက်လိုက်ကြတယ်လို့ AB News ကဆိုပါတယ်ဆိုပြီးတော့ရေးသားထားတာပါဒီကြောင်ရဟာမျှဝေမှု280ကျော်ရှိပြီးတော့အမုံစကားတွေပါဝင်တဲ့အရေးသားတွေနဲ့ပြန်လည်ပြန့်ဝေမှုတွေကလည်းများစွာတွေ့ရပါတယ်။မြစမကဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့အချက်လက်စစ်စစ်တမ်းမှာဖြစ်စဉ်မှန်ပေါ်အခြေခံပြီးတော့အချက်လက်မာရီနဲ့အတူထိလွယ်ရှလွယ်ဖြစ်တဲ့ မုန်းစကားတွေပါထဲသွင်းဖြန့်ဝေနေတာဖြစ်နေတာကိုတွေ့ရပါတယ်။ဒီဖြစ်စဉ်ရဲ့အစဟာဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းတောင်တန်းဒေသကဒေသခံတိုင်းရင်းသားမျိုးနွယ်စုဝင်ចောင်းသူတယောက်မရင်းချင်းခံရပြီးတဲ့နောက်လုံလောက်တဲ့တရားစီရင်မှုနဲ့တရားမျှတမှုမရတာကနေစတင်ခဲ့တာပါ။ဒီလိုမမျှတတဲ့စီရင်မှုအတွက်ဆန္ဒပြရာကနေအထီးကရုံဖြစ်ပေါ်ခဲ့ပြီးတော့ဆန္ဒပြပြည်သူ၃ယောက်တည်ဆုံခဲ့ပြီးပြစ်ခတ်တဲ့သူတွေကတော့ဘင်္ဂလားဒေ့ရှ်စစ်တပ်နဲ့နေကြာဆောက်တက်တွေကပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းကိုဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာတွေကသတင်းဖော်ပြထားတာကိုတွေ့ရပါတယ်။ဒါပေမဲ့အဲ့ဒီသတင်းဖော်ပြမှုတွေမှာအာဆာ RSO တပ်ဖွဲ့တွေအကြောင်းတော့မပါပါဘူး။ဒီပြစ်စက်မှာနေနာသူဟာစစ်တကောင်းတောင်တန်းဒေသမှာနေထိုင်တဲ့မာရမာမျိုးနွယ်စုဝင်ဂျမားပြည်သူ ဖြစ်ပါတယ်။မာရမာမျိုးနွယ်စုဟာယဉ်ကျေးမှုဒလိထုံတန်းတွေအရာရခိုင်အနယ်ဝင်လည်းဖြစ်ပါတယ်။ဒါကိုအခြေပြုပြီးတော့ရခိုင်လူမျိုးတွေနဲ့ဘင်္ဂလားဒေ့ရှ်လူမျိုးတွေကြားမှာအမုန်းစကားအရေးသားတွေနဲ့ဒီသတင်းကိုဖြန့်ဝေနေတာကိုလည်းတွေ့ရပါတယ်။ Accurate News နာမည်နဲ့ Telegram Channel မှာဖော်ပြထားချက်တစ်ခုဟောင်းဆိုရင်အရင်ကဖြစ်ခဲ့တဲ့ဖြစ်စဉ်ဟောင်းတွေပါထည့်သွင်းရေးသားပြီးတော့ဖြန့်ဝေတာကိုတွေ့ရပါတယ်။လူမျိုးရေးဘာသာရေးပြိပခါတွေအပြင်လူမျိုးတုံတက်ဖြတ်မှုအထိပါဖြစ်ပေါ်ခဲ့တဲ့ရခိုင်နဲ့ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာဖြစ်ပေါ်ခဲ့တဲ့ကိစ္စကြောင့်၎င်းအခုဖြစ်စဉ်ဟာလည်းကျူးလွန်ခံရသူဟာရခိုင်အနယ်ဝင်ဖြစ်တာကြောင့်၎င်းဒီလိုဆက်ဆက်ပြီးတော့ဖြန့်ဝေလာကြတာဖြစ်ပါတယ်။တစ်ချိန်တည်းမှာအချိန်နဲ့နေရာတွေကိုအတိအကျဖော်ပြမထားဘဲဗုဒ္ဓဘာသာဖျားပုံတော်ကိုဖျဲနေတဲ့ရုပ်တံဖိုင်တွေလည်းတွေ့လာရပါတယ်။ ဖြစ်စဉ်မှန်မှုအခြေခံထားပေမဲ့လည်းအချက်လက်တွေကိုလိမ့်လည်လှည့်ဖျားပြီးတော့ထိလွယ်ရှောက်လွယ်ဖြစ်တဲ့လူမျိုးရေးနဲ့ဘာသာရေးကိစ္စရပ်တွေနဲ့ရောနှော့ပြီးအမုန်းစကားတွေကိုဖန်တီးဖြန့်ဝေနေတာပဲဖြစ်ပါတယ်။မင်းသမားကိုကြည့်ရှုအားပေးနေကြတဲ့သူတွေအနေနဲ့စစ်စစ်စစ်ချင်တဲ့သတင်းတွေတွေးခရင်မင်းသမားကို ပေးပို့လို့ရပါတယ်ပေးပို့မယ်ဆိုရင် t.ly/ajfbz ဆိုတဲ့ link ကိုရိုက်ထည့်ပြီးတော့စစ်စစ်စစ်ချင်တဲ့သတင်းအကြောင်းအရာကို link နဲ့တကွပေးပို့ဖို့အတွက်မြတ်တာရက်ခံ operation ရှင် လွတ်တော်မီဒီယာရဲ့ဆက်လက်ရည်တည်နိုင်ဖို့ပြည်သူတွေရဲ့ထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမား TV YouTube Channel မှာမြန်မာဝင်ပြည်သူတွေကိုဦးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါရစေ။